ဂိုင်းကနာနဲ့အသိန်းတော်တူလားမတူဘူးဂိုင်းကနာတွေကနဲလားများလားအများကြီးရှိတဲ့တောင်းတဲ့ချီရှိတယ်ဒါပေမဲ့သိုးချံလို့ခေါ်တဲ့အသိန်းတော်ကတော့ဘယ်နှခုလဲတစ်ခုပဲရှိတယ်ဘသူရဲ့ခန္ဓာကိုယ်လဲခရစ်တော်ရဲ့ကိုယ်ခန္ဓာလို့ခေါ်တယ်ရှင်းနော်ဥကောင်းကဘသူလဲခရစ်တော်တို့ကဘသူလဲခန္ဓာခရစ်တော်ရဲ့ဘာဖြစ်လဲကိုယ်ခန္ဓာကောင်းပြီအသိန်းတော်တဲ့ဝင်ဘာနဲ့ဝင်ရလဲ ာနဲ့ဝင်ရလဲတကားအဲ့တကားဆိုတော့ဗာလဲအသင်းတော်တွေဝင်တဲ့တကားတပောက်ပဲရှိတယ်ဗာလဲဗာလဲအင်းဝဂေလိတရားဗာတရားလဲအင်းဝဂေလိတရားတော်ခွတော်ခန္ဓာကိုယ်တဲ့ဝင်ခြင်းဘာတရားနဲ့ဝင်ရလဲအင်းဝဂေလိတရား ဂိုင်းနာတစ်ခုဝင်တော့နော်သူ့ရဲ့ခံချက်နဲ့ဝင်လို့ရတယ်။မနစ်ချင်းနဲ့ဝင်မလား၊ AG ဝင်မလား၊ Methodist ဝင်မလား။ဂိုင်းနာခံချက်နဲ့ဝင်လို့ရတယ်။ဒါပေမဲ့ခရစ်တော်ရဲ့အသင်းတော်ထဲကျတော့ဘာနဲ့ဝင်ရလဲ။အင်းဝုန်ကလေးတရား။ကြော်ဝင်လို့မရဘူး။